မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမော်လမြိုင်ကားလန်နှင်းစုံရွာအဝင်မှာရှိတဲ့စစ်ခွေးလက်အောက်ခံ DKBA gate ကိုရေးဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်ရာ DKBA တွေဘက်ကထိခိုက်သိမ်းဆုံးမှုများရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ28ရက်နေ့မှာရေးဘလူးအဖွဲ့က DKBA gate ကိုဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီ gate ရဲ့ gate မူသိမ်းတံလက်ပြတ်ထွက်သွားတယ်လို့သိရပါတယ်။ဟုတ်ပါတယ်။သိမ်းဆုံးမှုများတယ်။ဂိမ်းမှာနေတဲ့ကောင်းနေရဲ့သူတို့ရဲ့မိန်းမတွေပါတေကုံတာ ဂိမ်မူးသိန်းတန်ကတော့လက်ပြတ်ထွက်သွားတယ်။ကြံတဲ့ပတ်စံကောက်ခံတဲ့သူတွေလည်းအများကြီးတေကုန်တယ်လို့ရေဘလူးတပ်ဖွဲ့ရဲ့တိုက်ရင်မှုကသတင်းပေးမှုပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာရေဘလူးတပ်ဖွဲ့ဝင်တအူလက်မောင်းထိခဲ့ပြီးတော့မစိုးရင်ရဘူးလို့ပြောပါတယ်။၎င်းတိုက်ခိုက်မှုအပြီးမော့ကနေ106တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံပြည်သူများထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အာရှလန်းနဲ့ဒေါနာတောင်လမ်းဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်ဂျမတ်စစ်ခွေးတပ်ကအပြင်းထန်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလကစတင်ပြီးတော့အဂျမတ်စစ်တပ်ကကော့ကရိတ်မြို့နယ်အာရှလန်းနဲ့ဒေါနာတောင်လမ်းဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်အတွက်စစ်မှုထမ်းတပ်သားတဲ့အများအများကိုအုံပြုကား ထိုးစစ်ဆေးတက်ခိုက်နေတဲ့အတွားနေတိုင်းနှီးပါကိုနေရာအနှံ့မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗါးအော်တိုဘားလ24ရက်နဲ့25ရက်နေ့တွေမှာကော့ကရိတ်မြို့နယ်မြပရန်ရွာမှာအကြမ်းဖက်ဆက်တက်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုများပြားတဲ့အတွားပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗါးအလားတူပဲအော်တိုဘားလ26ရက်နေ့ကလည်း ဒီဖိုးဆန်ရွာနဲ့ကော့ဖန်ရွာကြားကိုအချမ်းပတ်ဆက်တက်ကလက်နဲ့ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်ခြင်းကြောင့်တော်လိုင်းရဲဘော်များလက်နဲ့ကြီးများနဲ့ပြန်လည်ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီနေ့မွန်လွဲ2:05မိနစ်ခန့်မှာတမိုင်ကုန်းရွာနဲ့ကော့နယ်ရွာဘက်မှာထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နဘူးနန်းကော့တေးလမ်းခုပိုင်းမြပရန်ရင်ခွဲတောင်လမ်းပိုင်းကိုလည်းအချမ်းပတ်ဆက်တက်ရဲ့နဘူးဒေသအခြေစားခမရ948တက်ရဲ948တက်ရဲ948တက်ရဲ DKB ဘုံပြီးအပွဲ BGF အဖွဲ့တို့ကစစ်ကြောင်းထုံးနေတယ်လို့ပြောပါတယ်၎င်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်သိမ်းဆုံးသူယာနဲ့ချီပြီးတော့ထွက်ပြေးသူများနဲ့တော်လန်ရေးတပ်ဖွဲ့များထံအလံဖြူထောင်သူများအပါအဝင်အရှင်ဖမ်းဆီးရမိသူများနဲ့လက်နက်ချသူများလည်းရှိတယ်လို့ပြောပါတယ် ကော့ဂရိတ်မှာတနေ့ကို9နေရာလောက်ကတိုက်ပွဲဖြစ်နေတာအာရှလန်နဲ့ဒေါ်နာတောင်လန်ဟောင်းကိုရောက်တိုက်မှလမ်းပြန်ပွင့်မှာဆိုတော့စစ်ခွေးတွေကအတကုံမဲပြီးတော့ချနေတာဒေတာလည်းမနေဘူးရာကနန်းလောက်ကိုဖြစ်နေပြီထွက်ပြေးတာရောအလင်းဝင်တာရောဒဏ်ရာနဲ့အရှင်မိတာရောလက်နဲ့ချတာတွေရောရှိတယ်လို့ဒေတာတွင်ရှေ့တန်းသတင်းရေးမြစ်ကပြောပြထားပါဗျာအကြမ်းဖက်စစ်တပ်ကကော့ဂရိတ်မြို့နယ်အတွင်းကိုစစ်ကူပို့ပေးနိုင်ရန်တပ်မ22ဖအံဘက်ကနေ6ဘင်းက၄စီးနဲ့ ဂျုံတို့ဘက်ကိုစစ်ကူခဲယမ်းများပို့ဆောင်ထားတယ်လို့သိရပါတယ်။ဒါအပြင်မော်လမြိုင်ရတခဘက်ကနေလဲကော့ဘိန်မုံရွာကိုစစ်ကား6စီးအင်အား100လောက်နဲ့အင်အားဖြည့်တင်းထားတယ်လို့ပြောပါတယ်။ဒါအပြင် DKBA BGF နဲ့ PC အဖွဲ့တွေကိုပါစစ်တပ်ကလမ်းပြဖြစ်နေခေါ်ဆောင်ပြီးတော့ဝင်ရောက်တိုက်ခိုင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဘန်းမောက်မြို့မှာနေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီးတော့မြို့နယ်တမိုင်ကန်အကွာကပြည်သူတွေရဲ့နေအိမ်တွေကိုစစ်ခွေးတပ်နဲ့ရှမ်းနေတဲ့ SNL တို့ကမိရှုပ်ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလ28ရက်နေ့နေ့လယ်ပိုင်းကဗန်းပေါင်းမြို့ရဲ့အနောက်ဘက်ခြမ်းကနာယကာချေးရွာအနီးကနေရင်တွေမိရှုခံနေရတယ်လို့ပြောပါရတယ်။ဒါအပြင်ဗန်းပေါင်းမြို့အောက်ဘက်ခြမ်းကမြေသေးချင်းချေးရွာကိုလည်းစစ်ခွေးတပ်ကမနေ့ကမနက်ပိုင်းကလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ရှေ့တန်းသတင်းအရေးမြစ်ကအတည်ပြုထားပါရတယ်။26ရက်နေ့က120မမနဲ့40မမဘုံးသီးတွေနဲ့ကျဲတာမြို့ထဲကရဲစခန်းတွေကိုပါပြည်သူတွေရဲ့နေအိမ်ကိုတော့မီးမကူလိုက်ဘူး။မနေ့ကတော့နာယကာနဲ့ ဘန်းမောင်မျိုးဂျားတွေကလူလူတွေရဲ့နေအိမ်တွေကိုစစ်ခွေးတွေနဲ့ SNA တွေကလူကိုယ်တိုင်မီးရှို့နေကြတယ်လို့ ဗန်းမောင်မြို့ကန်တို့ကပြောပြထားပါတယ်စစ်ခွေးတပ်နဲ့ SNA ပူးပေါင်းတပ်တွေဗန်းမောင်မြို့နဲ့တမိုင်အကွာကိုရောက်နေပြီလို့လဲတံပြန်ထိုးစစ်ကိုခုခံနေတဲ့ရဲဘော်တအုပ်ကအတိပြုပြောကြားထားပါတယ်ထိတွေ့မှုကတော့နေတိုင်းနှိပါပါပဲဒီကောင်တွေဘက်ကမီးရှို့ပြီးကိုရှေ့ဆက်တိုးနေတာဗောလို့၎င်းကရှင်းပြထားပါတယ်လက်ရှိစစ်ကောင်စီတပ်နဲ့ SNA တပ်တွေဟာဗန်းမောင်မြို့အနောက်ဘက်ခြမ်းကနေထိုးစစ်ဆင်လာတာဖြစ်ပြီးတော့အင်အား900လောက်ရှိတယ်လို့လဲဗန်းမောင်မြို့နယ်ကာကွယ်တပ်ဖွဲ့ဝင်တအူးကပြောပါတယ် ်ဗမ်းမောင်မြို့ကိုပြန်ရဖို့အတွက်စစ်ခွေးတပ်ကသခိုင်းအခြေစိုက်တမ33လက်အောက်ခံတရင်တချို့ကိုအားဖြည့်ထားတဲ့အပြင်တမခွန်ခွန်လက်အောက်ခံတရင်တွေလည်းရှိသေးတယ်လို့ပြောပါတယ်လက်ရှိတိုက်ပွဲအခြေအနေကြောင့်မြို့ရဲ့အနီးတစ်ဝိုက်ကကြေးရွာ20လောက်နဲ့မြို့ပေါ်၄ရပ်ကွက်ကပြည်သူ2000ဝန်းကျင်ဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဗန်းမောက်ပကဖကထုတ်ပြန်ထားပါရတယ်။ ဘန်းမောင်မြို့မှာရင်ထောဗျူဟာမှုဦးစီးတဲ့ SNA တပ်မဟာ64ကိုခွန်နဲ့ရဲပြူစော်တီပူပေါင်းအင်အား400ဝန်းကျင်အခြေချနေထိုင်တဲ့ဘန်းမောင်မြို့ကိုတော်လိုင်းတပ်တွေကအမတ်တစ်စစ်ဒေသကိုကဲမှုနဲ့စက်တဘာလ20ရက်နေ့မှာတိမ့်ပိုက်ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်အတွင်းမှာရှိတဲ့ကလေးတမူဂံကောလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့ အချမ်းမဲ့စစ်ကွေးတက်ကကျိုးချောင်းရွာကိုမိရှုဖျက်ဆီးနေပြီးတော့တိုက်ပွဲများလည်းဖြစ်ပွားနေကတောင်းတဲ့ချီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ28ရက်နေ့မနက်ပိုင်းမှာထိုးမာရွာကနေထွက်လာတဲ့အချမ်းဘတ်စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များဟာတာယာကုန်းရွာနဲ့ကျွန်းချောင်းရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအချမ်းဘတ်စစ်တပ်ကထိခိုက်မှုရှိတဲ့အတွက်ကြောင့်ကျွန်းချောင်းရွာကိုဝင်ရောက်စီးနှင်းက နေအိမ်များကိုစစ်ခွေးတွေကမိရှုဖျက်ဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာအော်တိုဘာလကစတင်ပြီးတော့ကလေးမြို့နယ်အတွင်းမှာရှိတဲ့ကလေးတမူလမ်းမိုင်းနဲ့ကလေးကံကောလမ်းမိုင်းကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွာဒေသခံပြည်သူအများအပြားဟာအရေးပေါ်နေရက်ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။မနေ့ကမနက်ပိုင်းကထိုးမရွာကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတော့စစ်ခွေးတွေကကျွန်းချောင်းရွာတွေကိုဝင်းအောင်စီးနေမိရှုတာ အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေအထိနာလို့မိဝင်ရှို့တာထင်းတယ်နေအိမ်ဘလောက်ပြကြသွားလဲဆိုတာကတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျအဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင်ထောက်ကြံ့ရွာကြာရင်ရွာစီးတာရွာနတ်မြောင်းရွာနတ်ချောင်းရွာကြံတာရွာအောင်တရာရွာနဲ့မှန်တော်ရွာအပါအဝင်အနီးနားမှာရှိတဲ့ကျေးရွာများကတောင်းတဲ့ချီတဲ့ပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျလက်ရှိချိန်မှာစစ်ဘေးရှောင်ပြည်သူများဟာအရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေခြင်းကြောင့် ကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကအရေးပေါ်တုံ့ပြန်ရေးနဲ့ကုညီရေးအဖွဲ့အားဖွဲ့စည်းလိုက်ပြီးတော့နိုင်ငံတကာရောက်ပြည်သူများဒေတာရင်းမိဖက်အဖွဲ့အစည်းများပြည်တွင်းပြည်ပမှာရှိတဲ့တော်လိုင်းအင်အားစုများတိုင်းသာအဖွဲ့အစည်းများနဲ့နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့လက်ရှိကလေးမျိုးနယ်အတွင်းမှာရှိတဲ့နေရတင်းဆောင်နေရတဲ့ပြည်သူများရဲ့အရေးပေါ်လိုအပ်နေတဲ့အခက်အခဲများကိုပံ့ပိုးကူညီပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ကိုးတောင်ရွာကိုလူနာသွားတည်တဲ့ပရိုက်တာကားတစ်စီးကိုအချမ်းဘတ်စစ်ခွေးတပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ရာအသက်၁၄နှစ်အရွယ်လူငယ်ပရိုက်တာသမားမောင်ထေးအောင်ဟင်းခေါ်ကိုလက်ဘုံထိမှန်ပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ26ရက်နေ့ညနေ3:00နာရီခန့်အချိန်မှာပုံနာကျုံမြို့နယ်ကွန်းတောင်ရွာမှာကျမကြီးမကောင်းမွန်တဲ့လူနာတအုပ်ရှိနေတဲ့အတွက်ပုံနာကျုံမြို့အခြေဆိုင်ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့ကပရိဒတ်ကားနဲ့တွားရောက်တယ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပရိဒတ်ကားမှာအသက်16နှစ်အရွယ်လူငယ်ပရိဒတ်သမားမောင်ထေးအောင်ဟင်းခေါ်ကိုလက်ကဆရာဖြစ်သူနဲ့အတူလိုက်ပါသွားခဲ့တယ်လို့သိရပါဗျ။အခုလိုလိုက်ပါသွားတဲ့အချိန်လမ်းပေါ်မှာစစ်တွေမြို့နယ်အခြေဆိုင် စစ်တပ်ကလွတ်တင်ထားတဲ့ drone က Pryda ကားကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ဘုံပေါက်ကွဲမှုကြောင့် Pryda လူငယ်မောင်ထေးအောင် ဟင်းခေါ်ကိုလက်ဘုံထိမှန်ပြီးတော့တေဆုံးသွားခဲ့ကြောင်းသိရပါတယ်။စစ်တွေကနေပြီးတော့အဲ့ဒီဘက်ကိုလှမ်းပြစ်တာအဲ့ဒီဘက်ကိုမကြမကြလက်နက်ကြီးတွေနဲ့ပြစ်တာတွေရှိတယ်။ drone နဲ့လာပြစ်တာရှိတယ်။သင်းမောကတော့နည်းနည်းဝေးတယ်။သင်းမောကပြစ်တာတော့မဟုတ်ဘူး။ကုန်းတောင်ဆိုတာကအင်ဂျင်တထောင်ကျော်လောက်ရှိတဲ့ရွာကြီးပါ။ အမှန်ကတော့အဲ့ဒီရွာကတရွာလုံးကြီးပါစေဘေးရှောင်နေရတာဒါပေမဲ့အိမ်ဆောင်နေတော့ရှိတယ်အိမ်ဆောင်နေတဲ့လူကြီးတွေရှိတယ်အဲ့ဒီမှာနေမကောင်းတော့လူနာကိုလူနာတင်ကားနဲ့တွားတဲတယ်သူတို့အဖွဲ့ကနောက်ထပ်ခေါင်းဆောင်တယောက်လည်းပါသေးတယ်ဒူအုပ်ကထတယောက်ပါတယ်အဲ့ဒီမှာလူနာတင်ကားကိုမြင်တော့စစ်ခွေးတွေက drone နဲ့လာပစ်တာ drone လာတာမြင်တော့ကားပေါ်ကနေစင်းပြေးကြတယ်လမ်းမေးကိုထိုးဆင်းတာကန်ဆိုးကျင်တော့အဲ့ဒီကောင်လေးရဲ့လေဘင်းကိုထိပြီးတော့ပွဲချင်းပြီးတေသွားတာလို့စေဘေးရှောင်များကိုကုညီပေးနေသူ ကိုဝေဟင်အောင်ကရှင်းပြထားပါတယ်။တည်ဆုံးသွားတဲ့မောင်ထေးအောင်ဟင်းခေါ်ကိုလက်ရဲ့ရုပ်အလောင်းကိုဖြူစင်ရင်ဝင်ဖောင်ဒေးရှင်းဒူအုထာကစစ်တပ်ဒရုန်းပြန်သွားပြီးတဲ့အချိန်မှာကောက်ယူပြီးတော့တည်ဆောင်လာခဲ့ပြီး မကြမီရပိုင်းအတွင်းမှာပဲတကြုံမှဖြစ်တယ်လို့သိရပါတယ်ဒီစစ်ခွေးတပ်ကအကြမ်းဖက်စစ်တပ်ပြပြည်သူတွေကိုကာကွယ်ပေးတဲ့ပြည်သူအသက်အိုးအိမ်စီးတဲ့ကိုစောင့်ရှောက်ပေးတဲ့စစ်တပ်မဟုတ်ဘူးဒီစစ်တပ်ကပြည်သူကိုရန်သူလို့သဘောထားပြီးတော့တပ်ဖြတ်နေတဲ့စစ်တပ်ဖြစ်ပါတယ်ဝင်းဝင်လင်းလင်းပြောမယ်ဆိုရင်ကဘာကြီးကတော့လကောက်ဘာသာရေးအရာတော့လကောက်လုံးဝလက်ခံနိုင်စရာမရှိတဲ့အလုပ်ကိုဒရဆက်လုပ်နေတဲ့တကယ်ကိုအောက်တန်းစားအကြမ်းဖက်စစ်တပ်ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့လုံးဝရှုံချတယ်လို့ကိုဝေဟင်အောင်ကရှင်းပြထားပါတယ်ရခိုင်မှာစစ်တပ်ကလေကြောင်းကနေတိုက် က်ခိုက်ခြင်းလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းဒရုန်းနဲ့ဗုံးကျဲခြင်းတို့ကြောင့်ရခိုင်တိုင်းသားပြည်သူများမကြာခဏဆိုးသလိုဒေဆုံးထိခိုက်မှုများနေအိမ်ပျက်စီးမှုများဖြစ်ပေါ်လေ့ရှိတဲ့အတွက်အေအေကပြည်သူများသတိပြုနေထိုင်ကြရန်သတိပေးချက်တရားဝင်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းမတရားမြို့နယ်တပြေးချောင်ကျေးရွာမှာရှိတဲ့စစ်မင်းရှောင်ပြည်သူတွေနေထိုင်တဲ့နေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတဲ့အတွက်ပြည်သူ၄ဦးသေဆုံးတာနေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ အော်တိုဘာလ26ရက်နေ့ညနေ6:42မိနစ်ခန့်အချိန်မှာမရေယာမြို့နယ်တပြေးချောင်ကြီးရွာမှာရှိတဲ့စစ်ပီးရှောင်များနေထိုင်ရာနေရာကိုအကြမ်းဖက်စစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီလေချောင်းတိုက်ခိုက်မှုအတွင်းအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်းပြည်သူ4ဦးသေဆုံးကနေအိမ်များပျက်စီးခဲ့တယ်လို့သိရပါဗါးကြား2ဦးမား2ဦးစုစုပေါင်း4ဦးသေဆုံးသွားပါတယ်၃ဦးကပွဲချင်းပြီးသေဆုံးတယ်တဦးကတော့ဆေးရုံရောက်မှဆုံးတာလို့ Voice of Mandalay ကတာဝန်ရှိသူကရှင်းပြထားပါဗါးအလားတူပဲ အော်တိုဘားလ28ရက်နေ့နေ့လယ်7:23မိနစ်အချိန်မှာရှမ်းပြည်နယ်မုံမိတ်မြို့နယ်မကြီးပင်ကျေးရွာကိုလည်းစစ်တပ်ကလေရင်နဲ့ပေါင်900ဘုံတလုံးနဲ့ပေါင်250ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွာပြည်သူလူထုနေအိမ်တလုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ DNA ကထုတ်ပြန်ထားပါတယ်စိတ်ခွေးတက်ကအော်တိုဘားလ1ရက်နေ့ကနေ26ရက်နေ့အထိ DNA ထိမ့်ချုပ်ထားတဲ့ဒေတာများကိုလေးချောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတန်ဃာတော်များအပါအဝင် 病毒搜索包，来自高德生活，讲天眼新闻，看喵。ओ, နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့နယ်မှာစစ်မှုထမ်းတပ်သားတက်တအူးဟာတနက်တက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအောက်တိုဘာလ28ရက်နေ့မှာဟာခါမြို့ခလိုက်ရ2နှစ်နှစ်တိုင်ရင်ကစစ်မှုထမ်းတပ်သားတက်တအူးဟာတနက်တက်လက်ကိုယူဆောင်လာပြီးတော့စန်တန် Revolution Force ထံမှအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတက်တအူးဟာ MA1 တနက်တက်လက်ကြီးပေါက်3ခုနဲ့ကြီးစံအနှဲငယ်ယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့် ငွေကျပ်သိန်း30စုချင်းမြေပေးထားတယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာတဲ့သူကစိတ်ခွေးတွေအတရားအမှပေါ်တာဆွဲဖမ်းဆီးစုဆောင်ခံရတဲ့သူပါ။သူ့ရဲ့နေအိမ်ထဲအထိကိုစိတ်ခွေးတွေကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။မြို့နယ်တွေကတော့လုံခြုံရေးကြောင့်ပေါ်ပြလို့မရလို့ပါ။လက်ရှိမှာတော့လက်နက်ယူဆောင်လာလို့ငွေကျပ်သိန်း30နဲ့သူ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလည်းချင်းမြေပေးထားပါတယ်လို့ Santan Revolution Force ကတာဝန်ရှိသူကရှင်းပြထားပါတယ်။အလားတူပဲချင်းပြည်နယ်ဟာခါမြို့မှာရှိတဲ့စစ်မှုရန်တပ်သားတဲ့တအူးဟာလည်း တနက်တက်လက်နဲ့ခရမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့ CDF ဟာခါကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ25ရက်နေ့မှာဟာခါမြို့မှာရှိတဲ့စစ်မှုထမ်းတပ်သားဇွဲထက်အောင်ဟာတနက်တက်လက်နဲ့ခရမ်းများကိုယူဆောင်လာပြီးတော့ CDF ဟာခါထံကိုအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ဇွဲထက်အောင်ဟာ MA11 တနက်တက်လက်ကြီးပေါက်3ခုနဲ့ကြီးစံ150တောင်းတို့ကိုယူဆောင်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ